ပြန်ရင်နဲ့2မိနစ်အတွင်းမှာဘာပဲပြောပြောကျွန်တော်အကုန်ခွင့်လွှတ်တယ်ဒါရိုက်တာညိုမင်းလင်ဆိုတာခင်ဗျာမင်းကမက်ဆန်ဂျာမှာဘာပြောလဲမင်းကိုလည်းပြောပြတယ်အဲကျွန်တော်အင်တာဗျူးပြင်ရင်းနေပေါ့နော်ကိုကိုမျိုးအကြောင်းလေးကိုပြောရင်အမားလေးပါပြီးပါသွားရင်တောင်းလာပါလေတောင်းလာတာကိုကျော်အဲဝကျွန်မပြောထားတယ်ကျွန်တော်မင်းနဲ့ဘယ်တော့မှတဲ့ဒီလိုမျိုးစကားထက်မကျွန်းတဲ့ဘုအတွက်ကုသတိပေးတယ် ကျွန်တော်ကပြောတာသူ့အခွင့်ပြုတာ2မိနစ်တွင်းမှာကြိုက်တာပြောခွင့်ရှိတယ်ကြိုက်တာလုံးခွင့်ရှိတယ်ဒါလူကြီးတွေပစိုးပဲလန်ပြပြဒါပြဿနာမရှိဘူးဒါအတန်ရှင်းရအောင်သူလုံးခွင့်ရှိတယ်ဒါမဲ့အဲ့ဒီပွဲပြင်ပမှာစကားပြောတာဆိုတာလေးတွေကတော့ဒီကောင်ထိမ့်မရဘူးအောက်ကမြောက်ဝေးတိုင်းအဲ့လိုမျိုးဟိုလာပြီးတော့ပြောချင်တာပြောလို့ရဆိုတဲ့အထက်မှာတော့ကျွန်တော်မပါဘူးအဲ့ဒါရတယ်ရတယ်ညီလေးဘာမှမဖြစ်ဘူးအေးစေစိတ်စိတ်စိုးပါလေဘူးနော်အေးပါအေးပါအမှန်ပါနော်နောက်ခါကျရင်ရောမအဲ့လိုမျိုးဟို လလွတ်ဆိုပဲပြောတဲ့ပုံစံပဲလေသူများရဲ့အကြောင်းတော့ဘယ်တော့မှအဲ့လိုမျိုးလလွတ်ဆိုပဲမဆော်ကားတော့ပါဘူးတန်းရှင်းယူရဲဆိုတာယူခွင့်ရှိပါတယ်ဒိုင်နိုကြီးတွေအတန်းရှင်းရဖို့အတွက်ကြိုက်တယ်လို့လုံးခွင့်ရှိတယ်ဒါပေမဲ့ဟိုအဲ့ဒီစကားမျိုးတွေကအင်တာဗျူးမှာတော့ဒီအောင်ပြေခွင့်မရှိဘူးအဲ့ဒါပါပြိပေးတာလေတိတ်ကြုံလာငါအဆိုးမဆိုးနဲ့တော့